မန္တလေးတိုင်းမတရားမျိုးနဲ့အရှိချမ်းနဲ့အနောက်ချမ်းကကြေးရွာတွေကိုစိုးစုကအပြင်းထန်လေကြောင်းကနေတိုက်ခိုက်ပုံကျနေသလိုမျိုးရင်းကနေလည်းလက်နက်ကြီးတွေနဲ့ဒရက်ဆက်ရန်ကားပစ်ခတ်ခဲ့တယ်လို့တော်လင်းအင်အားစုတွေက MFB ကိုပြောပါရယ်မေလာ22ရက်နဲ့23ရက်ကမတရားနယ်တွေကို Jet Fighter တိုက်လျင်ဝိုင်တွဲလျင်တွေနဲ့အကြိမ်20ကျော်ပုံကျခဲ့ပြီးမတရားမျိုးရင်းကနေလက်နက်ကြီးတွေနဲ့လည်းဒရက်ဆက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါမေလာ24ရက်မနေ့ကမနက်ပိုင်းကလည်း မရီယာနယ်ကတော်လန်အေးတက်တွေတင်ပိုက်ထားတဲ့တငါရာကိုစောစုက၅ချိန်ထပ်မင်းဘုံကျဲခဲ့တယ်လို့တော်လန်အေးရဲ့ဘော်တူကပြောပါတယ်။မရီယာနယ်ထဲကမြို့ရွာအများအပြားကို တော်လန်အေးတက်တွေကတင်ပိုက်ထင်းချုပ်ထားပြီးမရီယာမြို့ပေါ်သာကျန်တော့တဲ့စောစုဟာကြီးရီလေး၃ကပေါ်တာဆွဲစုဆောင်းထားတဲ့စစ်သားတပ်တွေနဲ့မရီယာနယ်ထဲပြန်လည်ထိုးစစ်ဆင်နေရဖြစ်ပါတယ်။ လက်ရှိမှာမတရားမျိုးပေါ်သာမကမတရားမန္တလေးကားလမ်းကိုပါပြန်လည်ထိန်းချုပ်လာနိုင်တဲ့စုံစုကမတရားစင်ကူးလန်မတရားနယ်ကမြို့ရွာတွေကိုလေကြောင်းနဲ့လက်နက်ကြီးအလွန်အကျော်အသုံးပြုကဘုံကျဲပစ်ခတ်နေသလိုမစ်ဆိုင်တုံးတွေနဲ့ပါပစ်ခတ်တိုက်ခိုက်တာလို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။စုံစုကမန္တလေးမြို့နဲ့မိုင်20ခန့်အကွာအထိချီးကပ်လာတဲ့တော်လိုင်းအင်အားစုတွေကိုလေကြောင်းအားကိုးနဲ့တိုက်ခိုက်မှုတွေအဓိကပြုလုပ်နေပြီးလွန်ခဲ့တဲ့လတွေအတွင်း မရိယာနဲ့အနောက်ခြမ်းအေယာရီမြေယိုကကျေးရွာတွေကိုတိုက်ခိုက်ရမှာတော့ရေတက်ဖြစ်တဲ့စစ်သည်မော်တွေကိုပါအသုံးပြုခဲ့ပါတယ်။ဇော်ဆူကမန္တလေးတိုင်းအထက်ပိုင်းမှာရှိတဲ့တော်လိုင်းရဲတပ်တွေထိန်းချုပ်ထားတဲ့မရိယာစင်ကုနဲ့တပိတ်ကျဲမျိုးနယ်တွေနဲ့တကြံငါလကစားပြီးအယက်သားပြည်သူတွေကိုပြစ်မှတ်ထားတက်ဖြတ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေရလဲဖြစ်ပါတယ်။